င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကို တင်ဆက်ပေးပါရမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ အကျဉ်သူအကျဉ်သား4900ခန်းစစ်ကောင်စီလွတ်ပြီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့မြမနှစ်စံတရက်နေ့ AB လ18ရက်နေ့မှာစစ်ကောင်စီကနိုင်ငံတော်အကျဉ်ထောင်တွေနဲ့အချုပ်ထောင်တွေမှာအကျဉ်သူအကျဉ်သား4893ကိုပြစ်ဒဏ်လွန်ရင်ခွင့်ပေးလိုက်တယ်လို့ကြေညာပါရတယ်။နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင်ကြာခံမှုကြံရှိတဲ့ထောင်ဒဏ်ကိုပါထပ်ပေါင်းကြာခံမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့လွတ်ပေးလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ကြေညာချက်မှာဘယ်အကျဉ်ထောင်တွေကဘယ်နဲ့လွတ်ပေးမယ်ဆိုတာတော့မပါရှိပါဘူး။စစ်ကောင်စီရဲ့လွတ်ငင်းမှာနိုင်ငံသားအကျဉ်သူအကျဉ်သား 2023ကိုလည်းလွှတ်ပေးပြီးပြည်နှင်တန်ပေးလိုက်တယ်လို့ပဲသိရပါဗျ။ဒါအပြင် AB လ19ရက်နေ့မတိုင်ခင်ကထောင်နှံကြခံရတဲ့သူတွေကိုလည်းကြခံအမယ်ပြစ်ဒဏ်ရဲ့6ပုံတပုံကိုရှော့ပေါ့ပေးလိုက်တယ်လို့စစ်ကောင်စီရဲ့ညင်ညာချက်မှာပါရှိပါဗျ။ဒါပေမဲ့ဒီလိုထောင်တန်းရှော့ပေါ့ပေးပြီးမှအမှုတွေမတရားအတင်း အဥပဒေလက်နက်မှုအကြမ်းဖက်မှုတိုက်ဖြတ်ရေးအဥပဒေအဂတိမှုတဘာဝပေးမှုဖောက်ခွဲမှုမူရင်စည်းဝါမှုလူသက်မှုမရိမှုတို့မပါဝင်ပါဘူး။နှွေဥတော်လိုင်းကြီးမှာအာနာသိန်းစန်းကျင်သူတွေကိုအကြမ်းဖက်မှုလက်နက်မှုဖောက်ခွဲမှုမတရားသိမ်းမှုတို့နဲ့စစ်ကောင်စီကတရားစွဲဆိုထောင်ချထားတာတွေရှိပါတယ်။ဒါအပြင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်တမရဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေကိုလည်းအဂတိမှုတဘာဝပေးမှုတွေနဲ့ဆွဆွဲပြီးအကျဉ်းချထားပါတယ်။ အနာသိန်းစစ်ကောင်စီကအခကြင်းရဲ့ဂျင်းတွေမှာအကျဉ်းသူအကျဉ်းသားတွေကိုလွတ်ငင်းပေးလိရှိပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့လွတ်ငင်းမှာစစ်အာဏာသိမ်းမှုနဲ့ဆက်နွယ်ပြီးဖန်ခံရတဲ့သူတွေပါဝင်မှုအရေးအတွက်နှေးပါတယ်လို့နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကထောက်ပြပါတယ်။ရှာဆွေးမှုတွေနဲ့ဖန်ဆီးထောင်ချခံရသူများစုကိုသာလွတ်ငင်းပေးတာလို့နိုင်ကျင်းမိသားစုဝင်တချို့ကလည်းစစ်ကောင်စီပေးတဲ့လွတ်ငင်းအတွေ့အကြုံကိုပြောပြထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီတရက်စတက်အာဏာသိမ်းချိန်ကစပြီးလေးနှစ်ကျော်ကာလအတွင်းအာဏာသိမ်းမှုဖြစ်စဉ်နဲ့ဆက်ဆက်ပြီးဖန်ခံရသူစု စုပေါင်း2930ရှိရလို့နိုင်ငံအကျဉ်းသားများကုညီဆောင်ရှောက်ရင်အတင်း EPP ကဖော်ပြထားပါတယ်။အဲ့ဒီတဲက2198ဟာထိန်းသိမ်းခံနေရဆဲဖြစ်ပြီးထိန်းသိမ်းခံနေရသူတွေတဲက 1969ကိုထောင်ဒဏ်တွေချမှတ်ထားပြီးဖြစ်တယ်လို့ AAP ရဲ့စည်ရင်းရသိရပါတယ်။ဇလပီးစကိုင်းငလင်ကြီးကြောင့်နေပြည်တော်မှာအိမ်တောင်စုလိုက်ရွှေပြောင်းနေထိုင်ရမှုမန္တလေးနဲ့စကိုင်းထက်ပုံများနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးကြောင့်စစ်ကောင်စီအခြေဆိုင်နေပြည်တော်ကအိမ်တောင်စုလိုက်ရွှေပြောင်းနေထိုင်ရမှုမှာမန္တလေးနဲ့စကိုင်းထက်အဆမတန်ပုံများနေကြောင့်စစ်ကောင်စီရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AAP စလီရက်ကစစ်ကောင်စီရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနောက်ဆုံးစီရင်ခန်းစာရ ားငလင်ဘေးတင်ပြည်သူများယာယီပြောင်းရွှေ့အိမ်နောက်စုနဲ့ကဲစင်စကန်းဖွင့်ထားမှုစည်ရင်အချက်လက်ရနေပြီးတော့မှပြောင်းရွှေ့နေထိုင်ရတဲ့အိမ်နောက်စုပေါင်း28000ခန့်ရှိပါတယ်ငလင်တန်တဲ့လို့နေပြီးတော့မှစစ်ကောင်စီရဲ့ကိန်းစိန်စကန်85ခုမှရှာရီရွှေပြောင်းနေထိုင်နေရတဲ့အိမ်တောင်စု2955စုရှိပြီးကိုပိုင်းအစီအစဉ်နဲ့ရွှေပြောင်းနေထိုင်တဲ့အိမ်တောင်စု2356စုရှိကြောင်းဖော်ပြပါရစေ။ မန္တလေးတိုင်းမှာကေစိန်စခန်း60မှာအိမ်နောက်စု2388စုရှိပြီးမိမိအစဉ်စဉ်နဲ့ပြောင်းရွှေ့ခဲ့တဲ့အိမ်နောက်စု9238စုရှိကြောင်းသိရပါတယ်။ဇကိုင်းတိုင်းမှာကေစိန်စခန်းကိုရောက်လာတဲ့အိမ်နောက်စု2635စုနဲ့အခြားကိုရွှေ့ပြောင်းတဲ့အိမ်နောက်စု6စုရှိကြောင်းအဆိုပါစင်းမှာဖော်ပြထားပါတယ်။ဒါအပြင်ရှက်ပြည်နယ်မှာကေစိန်စခန်း၄ခုမှာအိမ်နောက်စု225စုနဲ့မိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်တဲ့အိမ်နောက်စု9520 ၅စုရှိပါတယ်ဝန်ထမ်းအင်ညာအကုံနီးပါးကနေမရတော့ဘူးအဲ့ဒါတွေကိုအခုသူတို့စစ်ကောင်စီကအမြန်ဆုံးပြန်စားဖို့ညွှန်ကြားထားတာရှိရယ်ပြီးတော့ဝန်ထမ်းတွေကိုနေပြည်တော်ကနေထွက်မသွားဖို့တတိပေးထားတယ်လို့နေပြည်တော်ရှိဝန်ထမ်းတအုပ်နဲ့ဆွေမျိုးတော်ဆက်သူကသတင်းဌာနကိုပြောပါတယ်ငလင်ကြောင့်တိကပ်ပြည်စီမှုမှာ၎င်းတို့အခြေဆိုင်ရာနေပြည်တော်ရဲ့ပြည်စီမှုအခြေအနေကိုစစ်ကောင်စီကသတင်းထိမ့်ချုပ်ထားဆဲဖြစ်ပါတယ်ဒါပေမဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့နောက်ဆုံးစီရင်ခန်းစာမှာငလင်ကြောင့်ရုံးဌာနပြည်စီမှု9488ခုရှိပြီး နေအ9200 6 9 0လုံးရှိကြောင်းဖော်ပြထားပါတယ်။တည်ဆုံးမှုအရနေပြီးတော့မှာ665ဦးစကိုင်းတိုင်းမှာ635ဦးမန္တလေးမှာ2263ဦးပဲခူးတိုင်းမှာ44ဦးနဲ့ရှမ်းပြည်နယ်မှာ68ဦးရှိတယ်လို့ဖော်ပြပါရတယ်။ ဆက်လက်ပြီးတကြံအတန်ဒီမှာစစ်ကောင်စီကအနေချောင်းနဲ့အကြောင်းမဲ့တိုက်ခိုက်လို့ဘုံကြီးကျောင်းပါဝင်ဖျားစီတွေပြည့်စည်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှိစကြုံမြို့နယ်အနောက်ချမ်းရှိတောင်ဦးကျေးရွာကိုအေပီလာ16ရက်နေ့တကြံအတန်ဒီကညနေ3:30မိနစ်30ဝန်းကျင်အချိန်မှာစစ်ကောင်စီကလေကျောင်းကနေအကြောင်းမဲ့တိုက်ခိုက်ခဲ့တယ်လို့မြို့တော်မှစုံစမ်းသိရှိရပါတယ်။မိတီလာလီတပ်ကတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့နှစ်ကြိမ်ပြန်ဝဲတာပေါင်900ပုံးနှလုံးချင်းချတိုက်ခိုက်ခဲ့တာလို့သိရပြီးတောင်ဦးကျေးရွာနီးကဖျားစီတွေအနီးမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရ ရပါတယ်။ဘုံကြီးကျောင်းနဲ့ဖရဲစေတီတွေအနီးမှာကြာရောက်ပောက်ကွဲခဲ့တဲ့ပုံစံတွေကရွာတွေကိုလွင့်ဆင်လာလို့အိမ်နေတော့ထိခိုက်ပျက်စီးမှုတွေရှိရလို့ဒေသခံတောက်ကပြောပါတယ်။အစောပိုင်းတိုက်ခိုက်မှုကြောင့်လူထိခိုက်ဒေဆုံးတာမရှိခဲ့ပေမဲ့ဘုံကြီးကျောင်းပါဝင်ဖျားစီတွေဘုံကြီးကျောင်းချန်စီယုံနေရန်တွေထိခိုက်ပျက်စီးတာတွေရှိတယ်လို့သိရပါဗျ။ ဘုံစားနေရွာထဲမှာပြန်ကျဲနေတာအကြောင်းရှင်းလင်းရင်းတွေလှုပ်ဆောင်နေတော့မယ်လေးချောင်းကနောက်ထပ်လာမှာဆိုလို့ရွာထဲကိုအများကြီးမဝင်ရဲကြသေးဘူးလို့အဆိုပါဒေသခံတွေကပြောပါရယ်အလာတူအေပီလာ၁၂ရက်နေ့ကလည်းရှေးစကြုံမြို့နယ်ရေလေကျွန်းဒေသရှိတာကောင်ကြီးရွာစတင်ချောင်းကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့အကြောင်းမဲ့လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါရယ်အဆိုပါတိုက်ခိုက်မှုအတွင်းချောင်းသားတွေဘေးလွတ်ရာထွက်ပြေးနိုင်ခဲ့ပြီးထိခိုက်ဒေဆုံးတာမရှိခဲ့ပေမယ့်စတင်ချောင်းဆောင်နဲ့ချောင်းတုံးပရိဘောကပြည်စီပြီးထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသက်ဆိုင် ရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့နှစ်သိမ်းမှာငလင်တန်းကြောင့်အစိုးရယုံဌာနများပြန်လည်တိစောက်ရေးနဲ့လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများပြန်လည်တိစောက်ရေးအားသွန်ခွန်ဆိုင်လုပ်ရတော့မယ်လို့မင်းအောင်လိုင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနှစ်သိမ်းမှာငလင်တန်းကြောင့်အစိုးရယုံဌာနများပြန်လည်တိစောက်ရေးနဲ့လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများပြန်လည်တိစောက်ရေးလုံဆောင်ရမယ်လို့အကြံပေးစစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောပါရယ်မင်းအောင်လိုင်းကဒီကနေ့ထုတ်ပြန်တဲ့နှစ်သက်ကိုစကားအဖြစ်စစ်ကောင်စီဝါဒဖြန့်သတင်းစာရီမှာအဲ့ဒီလိုပြောဆိုလိုက်တာပါမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်နေပြည် တော်မှာဝင်ကြီးဌာနရှုံးများဝန်ထမ်းအင်ယာများအလွန်ပြည့်စုံမှုများပြခဲ့တော်လဲစစ်ကောင်စီကအပြည့်စည်သတင်းတွေကိုထုတ်ပြန်ခဲ့ခြင်းမပြုရမှအခုနောက်ဆုံးမှာငလင်ကျောင်းအပြည့်စည်ကြီးမားခဲ့တဲ့ဝင်ကြီးဌာနရှုံးများပြန်လည်တည်ဆောက်ရေးလှုပ်ဆောင်ရမှာကိုဝန်ခံလာခြင်းဖြစ်ပါတယ်။ငလင်ပေးတဲ့ဒေတာတွေအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်တဲ့အစိုးရရုံးဌာနတွေပြန်လည်တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအာသွန်ခွန်ဆိုင်ဆောင်ရွက်သွားပါမယ်လို့မြန်အောင်လိုင်းကဆိုပါတယ်။လက်ရှိနေပြည်တော်မှာလုံးဝပြည့်စည်သွားပြီးတုံးဆွဲလို့မရ တဲ့ရုံးဌာနတွေအနေနဲ့ဇေယျတီနီရှိစေယုံနိုင်ငံတော်တမရယုံနိုင်ငံချိုင်းဝင်ကြီးဌာနယုံအလုသမားဝင်ကြီးဌာနယုံပြည်တော်စုတရားလွတ်တော်ကြုံယုံနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံယုံစက်မှုဝင်ကြီးဌာနယုံလူဝင်မှုကြီးကြပ်ရေးယုံတို့မှာငလင်းကြောင်လုံးဝပြည့်စည်သွားကြောင်းသိရပါတယ်။ ယာယီယုံတွေတမတ်ထားတဲ့နေရာမှာစစ်ယုံနဲ့တမရယုံကတော့ယာယီယုံနေရာတွေရသွားပြီးတရားလွတ်တော်ယုံကျုံနဲ့ခုံယုံတို့ကလည်းယာယီယုံတွေရပြီးတချို့ယုံတွေကတော့ကားပါကင်နေရာမှာယာယီတဲတွေနဲ့ရှုံးဖွင့်နေရတာရှိတယ်လို့နေပြည်တော်မှဝန်ထမ်းတရင်ရင်မြစ်ကပြောပါတယ်။မလ28ရက်နေ့ငလင်းလောက်ခံမှုကြောင့်နိုင်ငံတော်မှာလူနေအိမ်ပေါင်း6000ကျော်ပုံကြီးကျောင်းနဲ့တီလာရှင်ပေါင်း3514ကျောင်းစာသင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရှုံးအဆောင်3688လုံးတရားပေါင်း155ဆင်းဖျားစီ ီ9620ဆိုပြက်စီးခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါရယ်နောက်ထပ်တပုံအနေနဲ့စစ်ကောင်စီထိန်းချုပ်နေမြေတွေမှာနိုင်ငံရဲ့၄ပုံတပုံပင်မရှိတော့ဘဲ2025ခုနှစ်မှာတော်လိုင်းအပိတအောင်ပွဲရယူရည်စူးစားရမယ်လို့ NUG ယာယီတမရကတော်လိုင်းအင်အားစုအလုံးကိုတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်အကြံဘက်စစ်ကောင်စီကထိန်းချုပ်ထားတဲ့နေမြေမှာနိုင်ငံရဲ့၄ပုံတပုံတောင်မရှိတော့ဘဲ2025ခုနှစ်မှာတော်လိုင်းအပိတအောင်ပွဲရယူရည်စူးစားမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီတမရဒူဝါလက်ရှိလာကတိုက်တွန်းပြောဆိုလိုက် က်ပါတယ်။ဒီကနေ့ကြားရောက်တဲ့မြန်မာနှစ်သက်ကူနေအဖြစ်တိုင်းပြည်ကိုပြောကြားတဲ့မင်းကွန်းမှာရှားဤသမရဒူဝါလက်ရှိလာကထပ်ပါတိုင်ပြောလိုက်တာပါ။စစ်ကောင်စီကနိုင်ငံသမိုင်းတစ်ချောင်းမှာအကြီးမားဆုံးသောဆုံးရှုံးမှုတွေကိုရင်ဆိုင်နေရပြီဖြစ်ကြောင်းစစ်တပ်ရဲ့ထိန်းချုပ်နယ်မြေတွေမှာနိုင်ငံရဲ့၄ဘုံတဘုံတောင်မရှိတော့ကြောင်း၎င်းကဆိုပါတယ်။ ဒီကနေ့အချိန်မှာစစ်ကောင်စီနေနဲ့မြန်မာစစ်သမိုင်းတရှောင်းအကြီးမားဆုံးဆုံရှုံမှုတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာအလုံးမျက်မြင်ပဲဖြစ်ပါတယ်။နိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နေမြင်က၄ဘုံ၃ဘုံတောင်မရှိတော့ဘူးဆိုတာကိုမြေပြင်အချက်လက်တွေကဖော်ပြနေပါတယ်။အခုဆိုရင်ຫນွေဦးတော်လိုင်းရင်က၄နှစ်ကျော်လွန်လာပြီဖြစ်ပါတယ်။တော်လိုင်းရင်ချိန်ကာလကြာမြင့်လာတာနဲ့အမျှပြည်သူလူထုထိခိုက်ခံစားတာတွေလည်းကြီးမားလာသလိုတိုင်းပြည်လည်းနစ်နာခဲ့ရပါတယ်။တစ်ဖက်မှာလည်းတိုင်းပြည်နဲ့ပြည်သူ့ဘန်နာတွေကိုဂုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စစ်အုပ်စုကိုတိုက်ထုတ်ရတဲ့တော်လိုင်းဖြစ်တယ်လို့စစ်အာဏာ နာရှင်နဲ့အာနာရှင်မှန်သမျှကိုစစ်အာနာရှင်အမှုကျင့်အတွေးခေါ်မှန်သမျှကိုအဆုံးသတ်ဖို့အတွက်ဆင်နွှဲနေတဲ့တွန်လိုင်းဖြစ်တာကြောင့်ခက်ခဲကြံတက်မှုတွေအားလုံးရှိရဆိုတာကိုအရှိတရားကြားကြားကြည့်မြင်ရမှာဖြစ်ပါတယ်။တန်နိုင်သမျှဒီတွန်လိုင်းကိုအမြန်ဆုံးအောင်မြောင်လှုပ်ဆောင်ပြီးပြည်သူလူထုထမ်းထားတဲ့ဝန်တုံးဝင်ပေါ်ပပျောက်သွားအောင်ကြိုးစားမှာဖြစ်တယ်လို့ယာယီသမရဒူဝါလက်ရှိလာကပြောပါတယ်။ဒါအပြင်အခု2025ခုနှစ်မှာကြီးမားတဲ့တွန်လိုင်းအလင်းအပြောင်းဖြစ်စေဖို့ပြည်သူလူထုအတွက်အပိသက်အောင်ပွဲအလင်းရောင်ယူဆောင်သွားနိုင်ဖို့တွန်လိုင်းအင်အားစု ရီအလုံးကဂျိုးပန်းအမှဖြစ်ကြောင်း၎င်းကတိုက်တွန်းပါတယ်။အထူးသဖြင့်2025ခုနှစ်မှာကြီးမားတဲ့တော်လိုင်းအလဲပြောင်းဖြစ်လာမယ့်နှစ်ပြည်သူလူထုအတွက်တော်လိုင်းအပိသက်အောင်ပွဲအလင်းရောင်ကိုယူဆောင်သွားမယ့်နှစ်ဖြစ်ဖို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအလုံးစားတဲ့တပိုးစူးစမ်းသွားမှာဖြစ်တယ်လို့ရှာရီသမရဒူဝါလက်ရှိလာကပြောပါတယ်။လက်ရှိမှာ NUG ပါဝင်တော်လိုင်းအင်အားစုတွေကမြန်မာနိုင်ငံတဝန်းလုံးမှာမြို့ပေါင်း100နီးပါးကိုတိုက်ခိုက်ထိမ့်ပိုက်ထားနိုင်ပြီဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။ Um. Uh.